ကဲကျွန်တော်တို့နေတိုင်းတုံးနေတဲ့ရေကဘယ်ကနေဘလို့ခီးဆက်ပြီးခုချီရောက်လာလဲဆိုတာဒီချက်တွေးကြည့်ဘူးမှာပါလားတကယ်တော့အဲ့ဒီနောက်ွယ်မှာတချို့လေးရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ကြီးတခုရှိနေတာပါလေဒီနေ့မှာတော့လေဘာမှမျိုးရင်ရေပြဿနာကိုအဓိကချားပြီးတော့လူတွေရဲ့ဘေးကင်းရေးအထွတ်စနစ်တွေအားလုံးဘလို့ချိတ်ဆက်အလုပ်လုပ်ဖို့လိုလဲဆိုတဲ့အကြောင်းကိုပြောပြသွားခြင်းနဲ့ဒီနေ့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ထားရပါပဲဘာမျိုးရဲ့တကယ့်အခြေအနေနဲ့စကြမယ်ပြီးရင်တတ်မှတ်ထားတဲ့စံနှုန်းရင်းနဲ့လက်တွေ့အခြေအနေဘလောက်กว่านี้လဲကြည့်မယ် အဲဒီကနေမှနိုင်ငံစင်အုပ်ချုပ်မှုစနစ်မှာဘာတွေဖြစ်နေလဲဆိုတာကိုခြေကြည့်ပြီးဖြည့်ရှင်းနေတဲ့အကြောင်းဆက်ပြောသွားပါမယ်။နောက်ဆုံးမှာတော့ဒီအချက်တွေအားလုံးဘလို့ဆက်ဆက်နေလဲဆိုတာကိုပြန်ပြီးချုပ်ပြသွားမှာပါ။ကောင်းပါပြီ။ဒါဆိုပထမဆုံးပိုင်းကိုဆက်လိုက်ကြအောင်။ကျွန်တော်တို့ရဲ့ဇလံကတန်လွန်မီကန်နဘဲကဘာအန်မျိုးကနေစတင်မှာပါ။အဲ့ဒီမှာတကယ်ဘာတွေဖြစ်နေလဲဆိုတာကိုအရင်ဆုံးအနည်းကလေးလာကြည့်ကြရအောင်။ ဒီစကားတခွန်းကပြက်စနာရဲ့အဓိကအချက်ကိုတက်တဲ့ညွန့်ပြနေတာပဲမုံတုံးရဒီရောက်လို့ရေကြီးပြီဆိုတာနဲ့လူထုကျမရဲ့အတွက်တကယ့်ကိုကြီးမရဲ့စိန်ခေါ်မှုကြီးတခုပေါ်လာတော့တာပဲဘာလို့လဲဆိုတော့ရေကြီးတဲ့အခါမစ်လာစနစ်သေးကရေစိုးတွေရောလူတွေတုံးနေတဲ့ရေအယဲမြက်တွေရောအကုန်ရောတော့အကုန်လို့ပါပဲဒီအခြေအနေက hydrosocial လို့ခေါ်တဲ့အရာကိုရှင်းရှင်းလင်းလင်းပြောနေရပါ ဆိုလိုတာကဒီမြို့မှာလူတွေရဲ့ဘဝနဲ့ရေဆိုတာခွဲခြားလို့မရအောင်ဆက်ဆက်နေတယ်ဆိုတာပါပဲ ။မအဲ့မျိုးရနေထိုင်မှုပုံစံတွေအိမ်ဆုပ်တဲ့ပုံစံတွေကျုံနေရာရဲ့ကျမ်းမာရေးပြဿနာတွေအားလုံးကတန်လွင်မေးရဲ့နစ်စင်ရည်ကြီးရဲ့တန်တရားပေါ်မှာပဲမူတည်နေတာပါ။ရေကအသက်ရှင်ဖို့အတွက်လိုအပ်တယ်လို့တခါလေးမှအန်ဒီယာတွေကိုလစ်တပါတဲ့တဲဆောက်လာတတ်ပါတယ်။ဟုတ်ပြီဒီလိုအန်ဒီယာတွေရှိနေတဲ့အခါလူတွေကိုဘယ်လိုကာကွယ်ပေးထားလဲ။ဒီနေရာမှာပဲရေအေးအသွေးဆန်ကျင်ဆန်ညွန့်နေဆိုတဲ့အရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပါပြီ။တောက်တုံးဖို့ဘေးကင်းတဲ့ရေဆိုတာကိုဘယ်လိုအတိအကျသတ်မှတ်ထားလဲဆိုတာကြည့်ကြရအောင်။ ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုတွေ့ရပါတယ်။အများစုသုံးနေတဲ့အဝီးစီတွင်းရေတွေကိုကြည့်လိုက်ရင်ရေမကြီးခဲ့အချိန်မှာတော့ပြဿနာတချို့ရှိနေတယ်ဆိုတာအချက်အလက်တွေကပြနေတယ်။ရေကတတ်မှတ်ထားတဲ့နိုင်ငံတော်စံနှုန်းနေနဲ့မကိုက်နေတာတွေရှိတတ်တယ်။ဥပမာ pH နေနေဆိုတာရေထဲမှာ acid များနေတာကိုပြတာပေါ့။နောက်ပြီးရေနောက်ကြည့်မှုနုံမိနေတာအန်ဒရယ်ရှိတဲ့ bacteria ဖိုးမွားတွေကို chlorine လို့ပိုသက်စေတွေကနေကာကွယ်ပေးထားလို့ဖြစ်နေစင်ပါတယ်။ ါကရေကြီးမှုမဖြစ်ခင်ကတည်းကရှိနေတဲ့အားနည်းချက်တစ်ခုပါ။ကဲဒါဆိုမြစ်ရဲ့အခြေအနေကတော့ဘလို့ရှိမလဲ။ရေကြီးရဲ့အခြေအနေတွေမှာဆိုရင်မြစ်ရဲ့အခန်းကဏ္ဍကလုံးဝပြောင်းလဲသွားပါတယ်။မတန့်စင်ရသေးတဲ့မစ်လာရေးစိုးတဲ့အတွက်အဓိကတက်ပို့ပြီးတဲ့လမ်းကြောင်းကြီးဖြစ်လာပြီး eco line လို့ under ရှိတဲ့ပိုးမွားတွေကိုပတ်ဝန်းကျင်နဲ့ direct တဲဆောင်လာတော့တာပါပဲ။ဒါကလူတွေအတွက်ချက်ချင်းလက်ငင်ကြမ်းမရေးအန္တရာယ်ကိုအများကြီးမြင့်တက်စေပါတယ်။အဲ့တော့ဒီပြဿနာက ရေပိုက်တီးပတ်နေလို့အင်ဂျင်နီယာပိုင်းဆိုင်ရာကိစ္စတခုတည်းမဟုတ်တော့ဘူးဆိုတာရှင်းတော့ပြီဗျာအဓိကကတည်င်းငချက်လန်နဲ့ဆိုင်တဲ့ပြဿနာလည်းဖြစ်နေတာပါကျွမ်းကျင်သူတွေအခေါ် MRV ပေါ့စောင့်ကြည့်စစ်ဆေးတာအစီရင်ခံတာအတိဖြူတာအဲ့ဒီဘက်မှာလူအချက်တွေအများကြီးရှိနေတယ်ဥပမာမြေကြီးအကြီးအသွေးနဲ့ပတ်သက်တဲ့ data တွေကတိတ်မရှိဘူးအင်းဒီမှာထုံးတဲ့ရေကို equalize ရှိမရှိစနစ်တကျစစ်ဆေးတာမျိုးလည်းပုံမှန်မလုပ်ကြဘူးအစိုးဆုံးကကိုရက်ွက်ကရေတွင်းရေကတောက်လို့ရရလားဆိုတာစစ်ကြည့်ကြည့်ရင်တော့အများပြည်သူကြည့်လို့ရတဲ့ database မျိုးမရှိဘူး ဒီလို information gap ကြီးက andy တွေကိုဘလို့သွားပြီးချိတိအောင်အောင်စီမံခန့်ခွဲနိုင်မှာလဲနော်ဒီလိုတတင်းအချက်လက်လိုအပ်ချက်တွေကဘာကြောင့်ဖြစ်နေရတာလဲအဲ့ဒါကိုနားလည်ဖို့ဆိုရင်တော့ဘာယံမျိုးလေးတစ်ခုတည်းကိုကြည့်နေလို့မရတော့ဘူးနိုင်ငံတော်အစ်စ်မိုးပေါင်းအထီးပုံကိုချဲ့ကြည့်ဖို့လိုလာပါပြီဒီနေရာမှာပိုကျေပြန့်တဲ့အုတ်ချုံမှုစနစ်ဖွဲ့စည်းပုံကိုလေ့လာကြရမှာပါဒီစရားကိုကြည့်လိုက်ရင်တာဝန်ယူမှုတွေကတနည်းအားဖြင့်မရှိဘဲအပိုင်းပိုင်းကွဲနေတာကိုရှင်းရှင်းလင်းလင်းပြနိုင်ပါတယ်။ ကျမရေးဝင်ကြီးဌာနကလူတွေတောက်သုံးတဲ့ဘုံပိုင်းရေးကိုအဓိကထားတယ်။ပဝင်ချင်းဝင်ကြီးဌာနကကျတော့ဆက်ယုံတွေကထွက်တဲ့စွန့်ပြီးရေးကိုအာယုံစိုက်တယ်။နောက်အဖွဲ့စည်းတွေကကျတော့ကုံသွယ်မှုနဲ့ဆိုင်တဲ့စံနှုန်းတွေကိုတာဝန်ယူတယ်။အဖွဲ့စည်းတစ်ခုချင်းစီမှာကိုပိုင်စံနှုန်း၊ကိုပိုင်လုပ်ပိုင်ခွင့်အနေနဲ့လဲပတ်နေကြတာပါ။ဒီနေရာမှာ အရေးကြီးတဲ့အချက်ကဒီအဖွဲ့အစည်းတွေကအချင်းချင်းရံဖြစ်နေတာမျိုးမဟုတ်ပါဘူး။အဲဒီကပြဿနာကပူးပေါင်းဆောင်ရွက်လို့မရှိတာပါ။ ရှင်နှစ်ရက်မတူနေတဲ့အစိပ်ပိုင်းတွေကြမှာအလုပ်တွေကိုညှိနှိုင်းဖို့တရားဝင်ရန်တရာတခု မခိုင်မာတဲ့အခါလစ်ဟာမှုတွေဖြစ်လာတော့တာပဲ။ဘာအာမတွေ့ရတဲ့အားနည်းချက်တီဟာအဲ့ဒီလိုလစ်ဟာမှုတွေကနေပဲမဖြခံလာတာပါ။ဒါကတကယ့်ဖျားခက်တဲ့အခြေခံမိခွန်းတစ်ခုစီကိုရောက်သွားစေပါတယ်။မြို့ရဲ့ရေဘေးဝီစနစ်ထံမဝင်ခင်ကလေးကမြေကြီးညင်းညင်းနေတာအတွက်ဘသူမှတောင်းဝန်ရှိတယ်လေ။အဲ့လိုမရှင်းလင်းတဲ့နေရာကွက်လက်ကပဲကျွန်တော်တို့အုတ်ချုံမှုစနစ်ရေကွာဟာချက်လို့ခေါ်တဲ့ပြဿနာရဲ့အသေးနှလုံးမှာပဲ။ ဒါဟာမတူညီတဲ့အာဏာပိုင်အဖွဲ့အစည်းရဲ့ကြားထဲမှာပျောက်ဆုံးနေတဲ့တာဝန်ယူမှုကပိုင်းပါပဲ။ပြည်ထနာကိုနားလည်သွားပြီးဆိုတာနဲ့ပထမဆုံးခြေလှမ်းအောင်မြင်သွားပါပြီ။အခုရှေ့ဆက်ပြီးဘာလုပ်ကြမယ်ဆိုတာကိုဆွေးနွေးကြည့်ကြအောင်။ဒီလိုရှုပ်ထွေးတဲ့စင်ခုံမှုတွေကိုဘယ်လိုကင်တွယ်မလဲ။ဘာအလုံးရမျိုးမှာတော့တနေ့ကလုံးအဆင့်မွာတဲ့အသက်ပါဘလို့ဖြစ်ရှင်းနေတယ်ရှိနိုင်မလဲဆိုတာလေ့လာကြည့်ကြရအောင်။ဒေတာအဆင့်မှာဆိုရင်တော့ခဏရေရှိအောင်တိဆောက်ရေးကိုဦးစားပေးရပါမယ်။ ပါအန်ယိုအတွက်ရာတီဥဒတန်ခံနိုင်တဲ့ရေဘေးကင်းမှုအစီအစဉ်တစ်ခုမှဒီလိုလက်တွေ့ကျရဲ့အရာတွေပါနိုင်ပါတဲ့ဥပမာရေတွင်းထိပ်တွေကိုရေမဝင်အောင်ကောက်ွဲတာရေလွှမ်းမမှုကိုခံနိုင်တဲ့အင်္ဂါဒီစောက်တာအရေးပေါ်အခြေအနေထွက်ရဲရွာလာလိုက်ရေတန့်စင်တဲ့နေရာတွေထားရှိတာမျိုးတွေပါဒါကလူတို့ကိုသူတို့ရဲ့နေစဉ်ကြုံတွေ့နေရတဲ့အန်တရေတွေကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်အောင်အားဖြည့်ပေးတာပါပဲနိုင်ငံတော်အစိမတို့ဖြူရှင်နေတဲ့ကကျွန်တော်ဟိုနကပြောခဲ့တဲ့ပူပေါင်းဆောင်ရွက်မှုကွာဟတ်ချက်ကိုကန်ဆက်ဆက်ပေးဖို့ပါပဲ ဥပမာဘတ်ဆောင်ရဲ့အရေးအမျက်စီမံခန့်ခွဲမှု IWM လို့ခေါ်တဲ့ချင်းကမှုမျိုးကိုတုံးပြီးဝန်ကြီးဌာနတွေကိုအထူးတဝအလုံးလုပ်ဖို့တွန်းအားပေးရမှာပါမယ်။နောက်ပြီးရေဝေရေလဲမှာတုံးဆွဲသူအထိဆိုတဲ့အစီအစဉ်တွေကအားလုံးလိုက်နိုင်ရမယ်ပုံမှုပေါင်းတစ်ခုကို ဖန်တီးပြနိုင်တယ်။စစ်ဆဲမှုနီလန့်တွေကိုလည်းတနင်္ဂနွေလုံးမှာတစ်ဖက်တည်းဖြစ်အောင်လုပ်ပြီးမြေရဲ့အရေးသွေးချက်ရှင်းလင်းတဲ့စံနှုန်းတစ်ခုသတ်မှတ်နိုင်ရင်ပို့ပြီးခိုင်မာတဲ့နိုင်ငံအစစ်စနစ်ကြီးတစ်ခုဖြစ်လာမှာပါ။ ကောင်းပြီကျွန်တော်တို့ဒေတာအဆင့်ကနေနိုင်ငံအဆင့်မူဝါဒအထိအကြောင်းအရာတော်တော်များများကိုခြုံငုံလေ့လာပြီးသွားပါပြီဒီနောက်ဆုံးအပိုင်းမှာတော့ဒီအချက်ဒီအားလုံးကိုပြန်ပြီးခြေဆက်ကြည့်အောင်ဒီလေ့လာသုံးသပ်မှုကနေဘလို့အဓိကအချက်တွေရနိုင်မလဲဆိုတာကိုထုံနှုတ်ကြည့်ကြပါစို့ဒီအကြောင်းအရာတစ်ခုလုံးကိုအဓိကမှန်တိုင်တုံးခုနဲ့ခွဲခြမ်းစိတ်ဖြတ်ကြည့်လို့ရပါတယ်ပထမတစ်ခုကစံချိန်စံညွှန်းများပါဒါကနီးပညာပိုင်ဆိုင်ရာအခြေခံအုတ်မြစ်ပေါ့သူကပါလဲဆိုတဲ့မိခွန်းကိုဖြေပေးလာပါ တနည်းအားဖြင့်ဘေးခင်းတဲ့ရေဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုသိပ္ပံနည်းချက်အတိအကျသတ်မှတ်ပေးတဲ့ဖြစ်မှတ်တွေပါ ရှင်းလင်းတဲ့စံနှုန်းမရှိဘဲနဲ့တော့ဘေးကိုသွားရမှန်တိမှမဟုတ်ပါဘူးဒုတိယမန်တိုင်ကတော့အုတ်ချွမှုစနစ်ပါစံနှုန်းတွေကဘာလဲဆိုရင်အုတ်ချွမှုစနစ်ကတော့ဘလူးလဲဆိုတဲ့မေးခွန်းရဲ့အဖြေပေါ့ ဒါကအဲ့ဒီတတ်မှတ်ထားတဲ့စံနှုန်းတွေကိုလက်တွေ့မှာတကယ်ဖြစ်လာအောင်လှုပ်ဆောင်ပေးတဲ့ဖွဲ့စည်းပုံတစ်ခုလုံးကိုဆိုလိုတာပါ။စီမင်းစည်းကမ်းတွေကိုလိုက်နာရဲလားဆိုတာကိုစောင့်ကြည့်အစီရင်ခံအရေးယူတဲ့စနစ်တစ်ခုလုံးပေါ့။ဒီလိုဖွဲ့စည်းပုံမရှိရင်စံနှုန်းဆိုတာစာရွက်ပေါ်ကစာသာတတ်တဲ့ပဲချင်နေမှာပါ။ နောက်ဆုံးနဲ့အရေးကြီးဆုံးမှန်တိုင်ကတော့တရားမျှတမှုပါပဲဒါကဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုခေးပေးတာပါဆိုလိုတာကဒီဆန်လုံးလေးဒီအုပ်ချုပ်မှုစနစ်တရားလူတိုင်းရဲ့ဘောအထူးသဖြင့်အကာအကွယ်အလွတ်ဆုံးလူ့အဖွဲ့အစည်းတွေရဲ့ဘောမှာမျှမျှတာတာတရားမှုရှိရမယ်ဆိုတဲ့အခြေခံမှုပါပဲဒီစနစ်တစ်ခုလုံးရဲ့အဆုံးစွန်ပန်းတိုင်ကနိုင်ငံတော်တိုင်းတို့ဘေးကင်းမိကြမှာတဲ့ဘောကိုဖန်တီးပေးဖို့ပဲဖြစ်ပါတယ် ဆိုတော့အဆုံးမှာတော့အရာအလုံးကဒီမန်နိုင်သုံးမှုချိဆက်မိဖို့ပေါ်မှာပဲမူတည်နေပါတယ်။ရှင်းလက်နဲ့စံချိန်စံညွှန်းနဲ့ထိရောက်တဲ့အုတ်ထုတ်မှုစနစ်နဲ့မြားတဲ့ရလက်တွေအတွက်ကတိကဝဲပြို့မှုတော့ပါပဲ။တခုမှရှိနောက်တခုကအလုံးမဖြစ်နိုင်ပါဘူး။အကောင်အထည်ဖော်မဲ့စနစ်မရှိတဲ့စံနှုန်းတွေကအလကောက်ပါပဲ။ပန်းနိုင်ဖြစ်တဲ့စံနှုန်းမရှိတဲ့အုတ်ထုတ်မှုစနစ်ကလည်းမက်ဆီလေလံပြောင်းနေမှာပါပြီးတော့အားလုံးအတွက်အကျိုးမဖြစ်ထွန်းမှုဆိုရင်လည်းအဲ့ဒီစနစ်ကသူ့ရဲ့အဓိကရည်ရွယ်ချက်ကိုကလွဲချော်နေတာပါပဲ ဒါကြောင့်ဒီဆွေးနွေးမှုကကျွန်တော်တို့ကို အရေးကြီးတဲ့မေးခွန်းတစ်ခုနဲ့ကြံရစ်စေခဲ့ပါတယ်။စာရဲပေါ်မှာတိတိချာချာရေးဆွဲထားတဲ့စန့်ကျင်စံညောနေကိုမြေပြင်ပေါ်ကလူတွေရဲ့ကြမ်းပါရင်းနဲ့ဘဝရှင်တန်ကြီးကိုတကယ်ကားွယ်ပေးနိုင်တဲ့လက်တွေ့အကောင့်ထဲဖော်မှုတွေအဖြစ်ဘယ်လိုစနစ်ကျင်နဲ့ပြောင်းလဲတည်ဆောက်ကြမလဲ။